အဲငကအကောင်ကြီးဘလောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်ငကရေလာနေတော့ဒီမြေမြေလောက်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ်ဟိုစိတ်မငြိညွတ်တော့တချို့အာကုသူတွေလုပ်နေပုဂ္ဂိုလ်များတယ်လို့လေဒါကြောင့်ဆရာတော်ပြမေတ္တာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ channel ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်အာကျွန်တော်တို့အရှိကကြည့်ခဲ့ရတဲ့ video file ကတော့အခုလက်တလို့ပေါ့နော်ဒီ internet ပေါ်မှာအရင်ပြန့်နှံ့ပြီးတော့လူပြောစရာ အရန်ဖြစ်နေတဲ့ဗီဒီယိုဖိုင်တစ်ခုပါအဲ့ဒီဗီဒီယိုဖိုင်ကတော့အာအလုံးသိကြရပေါ့နော်မိုင်ပေါင်း3000ကျော်ရှိတဲ့နဂါးကြီးပက်လက်လှန်လိုက်လို့မြန်မာနိုင်ငံမြင်းကလင်းလှုပ်တာလို့ဟောထားတဲ့ပေါ့နော်ဟောပြောထားတဲ့ဒီမိုင်ဖုန်းဆရာတော်ကြီးရဲ့အဗီဒီယိုဖိုင်ဖြစ်ပါတယ်။အဲအဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့အကျွန်တော်ရဲ့ညီကိုတွေမော်တော်မတွေပေါ့နော်အထင်မြင်ယူဆချက်တွေကိုလည်းအောက်မှာ comment မှာအလွတ်လပ်စွာနဲ့ရေးသွားနိုင်ပါတယ်။ကျွန်တော်လည်းအခုဒီဗီဒီယိုမှာလွတ်လွတ်လပ်လပ်နဲ့အလွတ်လပ်ဆုံးအကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ အာဒီမိုင်းမုံဆရာတော်ကြီးပြောတယ်ပေါ့နော်ဒီ အတိတ်ဘယ်ကသူပြောထားတဲ့ဇကားကပေါ့နော်အာဒီလူတွေကတယောက်နဲ့တယောက်မညီညွတ်ကြဘူးအဲကိုချင်းဒီလာပေါ့နော် ပြောမယ်ဆိုလို့အဲ့လိုမျိုးပေါ့နော်ကိုချင်းဒီလာမကောင်းကြဘူးပေါ့နော်အဲအဲ့လိုမျိုးတွေဖြစ်ကြလို့ဒီမြေအောက်မှာရှိတဲ့နဂါးကြီးอ่ะပေါ့နော်အဲပက်လက်လန်လိုက်တဲ့အခါမှာပေါ့နော်ပြောရင်းနဲ့ရီတောင်ရီရှင်တယ်နော်ကလေးကလေးကိုသွားပြောပေါ့နော်အဲ့လိုပြောတဲ့ဟာကြီးကကလေးကိုသွားပြောမှယုံလိမ့်မယ်အဲ့လိုမျိုးမြေအောက်မှာရှိတဲ့နဂါးကြီးကပက်လက်လန်လိုက်လို့ဒါမြန်မာနိုင်ငံငလျင်လှုပ်တယ်လို့အာဒီမိုက်ဖုန်းဆရာတော်ကပြောထားတယ်ပေါ့နော် လုံးဝဘာမှမဆိုင်နော်ဘာမှဘာမှကိုဘာမှမှမဆိုင်ဘူးအဲ့လိုပြောကြည့်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတူရကီနိုင်ငံမှာလှုပ်ခတ်သွားတဲ့ဒီ23ရက်နေ့ကငလျင်ဆိုလို့ရှိရင်အဲ့ဒါရောဒါနဂါးကြီးပက်လက်လန်လိုက်လို့ဒါလှုပ်သွားတာလားတူရကီနိုင်ငံမှာပေါ့နော်အဲ့လိုမျိုးလိုက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သူပြောတာကြီးကတကယ်ရည်ရည်ကြီးဖြစ်မနေဘူးလားမဆိုင်ဘူးဗျာနော်ဘယ်ရှုတော့မှပဲကြည့်ကြည့်ကြိုက်တဲ့နေရာပဲကြည့်ဒါဘလို့မှမဖြစ်နိုင်ဆုံးနဲ့ အာလုံးဝမပြောသင့်တဲ့စကားကြီးလို့ကျွန်တော်ထင်တယ်ပေါ့နော်အေးမပြောသင့်တဲ့စကားမလို့မိုင်းမုံဆရာတို့ကတော့ဒါပြောလိုက်ပြီပေါ့နော်အဲကျွန်တော်တို့အနေနဲ့ချင့်ချိန်ပြီးတော့ယုံရမှာကအဲကျွန်တော်တို့ရဲ့အပိုင်ပေါ့နော် ကျွန်တော်တို့ရှိမှလက်လန်းမီတလောက်အုံနောက်တွေရှိမယ်ဆိုလို့ရှိရင်တော့ဒါမဖြစ်နိုင်ဆုံးအရာဆိုပြီးတော့တိကြပါလိမ့်မယ်ချင်းပြန်နော်ဟိုတနေ့ကကျွန်တော်တင်ပေးတဲ့ video file နဲ့အခုပြောတဲ့လိုမျိုးပဲချင်းကျွန်တော်တို့ဒီဒီဘယ်လိုပြောမလဲဘာသာရေးနဲ့ဒါဂျင်းထက်ခံနေရတာဗောနော် အရှင်းဆုံးပြောမယ်ဆိုလို့ရှိရင်တော့ဒါလုံးဝဂျင်းကြီးပေါ့နော်ဆိုတော့ကိုဗတ်ကိုပဲချင်းချင်းယုံအဲပြောတဲ့လူကတော့သူ့ဘန်သူရှာမအယူမရှိတဲ့အတိုင်းပြောရင်ပြောသွားမှာပဲနော်အဲဒီလိုပြောလို့လေကျွန်တော်ကိုအမြင်မတူတဲ့သူတွေကမုန်းချင်မုန်းသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ပြောရမှာပဲကျွန်တော်တို့ကူးကွယ်နေတာအာဗုဒ္ဓဘာသာပေါ့နော်ဗုဒ္ဓဘာသာထေရဝါဒဗုဒ္ဓဘာသာကူးကွယ်တာအကောင်လုံးဒီဗုဒ္ဓဘာသာကိုကူးကွယ်တဲ့သူတွေဆိုလို့ရှိရင်တော့အဲတိနိုင်မြင်နိုင်ကြားနိုင်ကြားနိုင်လိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီလောက်ပဲအာပုံမှန်လေးလေးပြောချင်ပါတယ်ကိုအုံနောက်နဲ့ကိုစဉ်းစ စားချင့်ချိန်ပြီးတော့အယုံကြည်ကြပါဒီပေ3000ကျော်ရှိတဲ့ငကားရတကယ်ရှိနိုင်လားမရှိနိုင်လားဆိုတာထက်တကယ်ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကိုကျွန်တော်တို့ကပို့ပြီးတော့စဉ်းစားကြရမှာပေါ့နော်အဲနောက်ပြီးတော့အခုဒီ video file လေးကိုကြည့်လိုက်ပါကျွန်တော်ဆိုကြည်နေတော်တော်ရှိရှင်နေမာကြီးရှာလေးထုတ်ပြတာအသက်ပေါ့နော်တော်တော်သဘောကျပါတယ်ဒီ video file လေးနောက်ပြီးတော့ကျွန်တော်ဒီဟိုတနေ့က live မှာတွေ့လိုက်တဲ့ဒီ TikTok ပေါ်မှာတွေ့လိုက်တယ်ပေါ့နော်ကျွန်တော် အဟာတခုကိုကျွန်တော် screenshot ရိုက်ပြီးယူလာပါတယ်အဲ့ဒီ pay 3000ငကားကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်အဲပုံညမ်းဆွဲထားတဲ့ပုံကိုကျွန်တော်တွေ့တာကျွန်တော် screenshot ရိုက်ပြီးယူထားပါတယ်တစ်ချက်လောက်ကြည့်ကြည့်ပါနော်ကဲကျွန်တော်ညီမတို့ပုံကိုကြည့်ပြီးပုံကိုရှိုးပြီးပြီဆိုလို့ရှိရင်တော့ team user ချက်ကလေးတွေကိုရေးသွားကြပါဦးနော်